အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဆရာကျော်ဝင်းရဲ့ပညာရှင်များခဲ့ဆိုတဲ့ audio book ကိုနားထောင်နေရင်စဉ်းစားမိတာလေးကိုဗီဒီယိုလုပ်လိုက်ပါတယ်ဒါကဘာလဲဆိုရင် Alexander ရဲ့ဆရာဖြစ်တဲ့ Aristotle လည်းဖြစ် Plato ရဲ့တပည့်လည်းဖြစ်တဲ့ Aristotle တို့ခက်က Aristotle ကပြောရပုံတော့ကုန်ထုတ်လုပ်မှုမှာလေယာဉ်အသာပြဏာဖြစ်တယ်ကုသဉာဏ်ဝင်ရည်ဆိုတာက ဘာနာမဟုတ်ဘောနော်ကုသဉာဏ်ဝင်ရတဲ့လုံမယ်ဆိုရင်ဒုစရတခုလို့တောင်းမှသူပြောခဲ့ရရဲ့ပေါ့ဆိုတော့ BC 300စုလောက်မှာမွေးတယ်အလက်ဇန္ဒားကဒါမျိုးပြောတယ်သူရဲ့အတွေ့ခေါ်ရလဲပလေတိုကနေလာတာဖြစ်တဲ့အတွက်တော်တော်များများပလေတိုကနေလာတာဖြစ်တဲ့အတွက်အဲ့ဒီခေတ်ကကုံသွေးကြီးကို မကောင်းမှုတစ်ခုအဖြစ်နေမြင်ကြတယ်ပေါ့နော်ဆိုချင်တာကချမ်းသာတာကြီးပွားတာဟာမကောင်းမှု ငွေတို့ချိစရာတွေဟာမကောင်းဘူးဆိုရင်မှဒုစရတခုလိုမြင်ကြ ਈ မှလူကုံတဲတာကြရင်လူကုံကူးတာမျိုး ကျွန်းစနစ်တွေကြရင် မကောင်းဘူးလို့မမြင်ခဲ့ရဘူးဘောနော်ဒါကတော့ကတကယ်ဆရာကြီးတွေရဲ့အမြင်တကယ်ဖီလိုဆိုဖာကြီးတွေရဲ့သူတို့ခက်ခဲအမြင်တခုဖြစ်တယ်ဘောနော်ဒီမှာထူးဆန်းစရာတခုကတွင်းနေမိတာဘာလဲဆိုရင်မြတ်စွာဘုရားကခက်ကလည်းပါမြတ်စွာဘုရားဟာငွေချင်းနဲ့ပတ်သက်ရင် ရန်နေကိုမကင်ဖို့တောင်တာမြစ်တယ်ပေါ့နော်တာမြစ်တဲ့နေရာမှာတချို့နေရာမှာဆိုရင်ဘလောက်ထိတုံးလဲဆိုရင် အာသမနောဆိုတဲ့ရင်သီးတဲ့စကလုံးတွေထိတောင်တုံးခဲ့တယ်ပေါ့ဆိုချင်တာကမြတ်စွာဘုရားပွင့်တော်မူတဲ့ခေတ်ကိုကမ္ဘာလုံးမှာအိန္ဒိယတိုင်းမှာဆိုရင်မြတ်စွာဘုရားပေါ်ထွန်းတယ်တဲ့ဂရိဒေသမှာဆိုရင်ပလေတိုတို့အရစ္စတိုတဲတို့ပေါ်ထွန်းလာပြီပေါ့နော်ကမ္ဘာကြီးရဲ့တိုက်ကြီးကအဲ့ခေတ်ကဆိုင်မှာညံနေခေတ်ဆိုရင်မှတတ်မှတ်ခဲ့ကြတယ်ပေါ့ ထွတ်ထင်းဆရာနန္ဒသိန်းစံတို့ကပြောခဲ့ကြတယ်ပေါ့ဒီစကလုံးမျိုးခွာကြီးရဲ့ဉာဏ်လင်းခေတ်မှာတော့မှချစ်ပွားကြီးစစ်ပွားရဲ့အနေအားနဲ့လှူတာကိုမကောင်းမှုတစ်ခုလို့ယူဆခဲ့ကြတာဖြစ်တယ်ပေါ့နော်ဆိုတော့ဗုဒ္ဓခက်ကအိန္ဒိယလူဖွဲ့စည်းရလဲပါစစ်ပွားရေးတွေမဟာရီယလှူတာဟာမကောင်းမှုတစ်ခုလို့ရှင်းမြင်ကောင်းလဲရှင်းမြင်ခဲ့ကြမှာပဲ ဒါရီရဲ့ impact အနေနဲ့မြတ်စွာဘုရားဟာယန်းနေကိုရွှေငွေတွေမကင်ခဲမှုတာမြင့်တဲ့နေရာမှာလည်းဘာအတမနောဆိုတဲ့ပြင်းထန်တဲ့စကလုံးတွေကိုတုံးခဲ့တယ်လို့ဆက်ဆက်ပြီးတွင်းနေမိတာပေါ့နော်ဒါတိုက်ဆိုင်ုံတသက်တခုလားဒါမှမဟုတ်ရင်လူဖွဲ့စည်းမှာတူညီတဲ့ background တူညီမှုတွေတခုခုများရှိနေမလားဆိုတာကိုစဉ်းစားနေမိတာပေါ့ဆိုတော့တင်းတော့ဘလို့တင်ရလဲပြောခဲ့ကြပါဦး